မင်္ဂလာပါရှင် How do you chess in AZ AZ မှာရှက်ဆွဲနေပေါ်အသေးစိတ်ရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ရှက်ဆွဲနေရဲ့ part 3တင်ကန်းစာလေးကိုရောက်ရှိလို့လာပါပြီအဲ့တော့ part 3ရဲ့မှာကျွန်တော်ထပ်ပြီးတော့အသေးစိတ်သွားမှာကတော့ကျွန်တော်မနေ့ကဒီကျွန်တော်ဒီအပိုင်းလေးပြီးခဲ့ပြီအဲ့တော့သူ့ရဲ့ညာဘက်မှာချင်းရှက်တိုက်ရှိမယ်ပြီးဒီမှာမူရှက်ရှိမယ်ရမလားအဲ့တော့ချင်းရှက်တိုက်ကိုတစ်ချက်ကြည့်ရအောင် ချင်းချက်တိုက်တဲမှာကျွန်တော်ကဒီမှာကော်လန်အစားကိုလိုင်းယူလို့ရတယ်ပိုင်ယူလို့ရတယ်ဘားယူလို့ရတယ်ပြီးရင်ကျွန်တော်ကအေရီယာတွေယူလို့ရတယ်မိမိစက်နဲ့တက်တဲ့ပုံစံကိုဒီမှာရွေးချယ်ပေးလို့ရပါတယ်အဲတော့ဒီချက်ကဒီချက်မှာဘာကိုရွေးချယ်လိုက်မလဲဆိုလို့ရှိရင်အာချဲကဒီချဲကဘားကိုရွေးချယ်ပေးလိုက်ပါမယ်เนาะအဲ့တော့ဘားကိုရောက်လာပြီဆိုရင်ကျွန်တော်ဘယ်လိုဘားပုံစံခြိုက်ရလဲဒါကတော့ အဲ quarter 1 quarter 2ကိုကြည့်ရဒါကတော့ hp.d တဲ့ကိုကြည့်တာဘလို့ပုံစံယူချင်လဲကြိုက်ကြအောင်နှိပ်လိုက်ပါပြီးရင် okay နှိပ်လိုက်ပါဒါဆိုရင်တော့ quarter 1ရဲ့ဒီမှာရောင်းအောင်အကောင်းဆုံးဒီ day ဖြစ်နေပြီးတော့ quarter 1ကလည်း day ပဲ quarter 2ကလည်း day ပဲဖြစ်တယ်เนาะ အဲ့ဒီမှာကျေလို့ကထပ်ပြီးတော့တိုးချင်တယ်ဆိုရင်ဖစ်တာတွေကိုတော့ခုနေ့ကဖြုတ်ခွဲတာဒီ quarter 3 quarter 4ကိုဖြုတ်ခွဲတယ် apply အောင်နေတာအဲ့ဒါတွေပါကျေလို့ကရှင်းကြည့်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကတော့ကျေလို့က change shirt type ကနေပြီးတော့ login နဲ့ shirt design တွေကိုပြန်ပြီးတော့ဆွဲလိုက်တာပဲဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကကျတော့ကျေလို့ပါတယ်ဆိုတော့မှုချက်ပေါ့မှုချက်မှာကျေလို့ကနေရရှိမှာတစ်ချက်ကလေးနှိပ်ပြီးတော့ okay ပေးလိုက်မယ်ဆိုလို့ရှိရင်မိမိဆွဲနေတဲ့ sheet ရဲ့မိမိဆွဲနေတဲ့ sheet ရဲ့ sheet မှာ shirt 1ဆိုပြီးတော့ ရှိအသေးသေးရထပ်ပြီးတော့တိုးလာပါလိမ့်မယ်ဒီလိုမျိုးချက်ကိုတက်တက်ခွဲထုတ်ရှင်နေဆိုတဲ့ချက်တော့မှုချက်လုံးလို့ရပါတယ်ဟုတ်ပြီပြန်ပြီးတော့ထည့်မယ်ဒါဆိုရင်မှုချက်တဲ့ကိုပြန်သွားလိုက်ပါပြီးရင်တော့ object in ဆိုတဲ့နေရာနေရာလေးမှာချက်တော့ဒီမှာဘာကိုသွားထားရလဲဆိုတော့ချက်တော့ table ကိုသွားထားတယ်ဟုတ်ပြီဒီထက်ကနေပြီးတော့မှချက်တော့ table လေးကိုရွေးချက်ပေးလိုက်ပါပြီးတော့ okay ကိုရဲ့အဲရှိသေးကိုပြန်ပြီးတော့ရောက်ရှိလို့လာပါပြီအဲ့တော့ဒီနေ့ကဒီကြက်က အာရှဲရှဲတိုင်းနဲ့မူရှက်ကိုထပ်ပြီးရရှင်းပြပေးသားတာပဲဖြစ်ပါတယ်ရှင်အဲ့တော့နောက်ရမှာတော့ကျွန်တော်ကပုံမှန်အားဖြင့်ဟိုတရားစနာပြောထားတာကပတ်3 ठी ပဲပေါ့နော်ပတ်3 ठी လို့ပဲပြောထားတယ်အဲ့တော့ပတ်3 ठी မဟုတ်ဘဲနဲ့ချက်ပတ်4ပါထည့်ရလိမ့်မယ်နော်อืมအဲ့တော့ပတ်4ကကျွန်တော်ဘာပါမလဲဆိုရင် format တွေကအသုံးချရမယ့်အပိုင်းလေးတွေကိုရထပ်ပြီးရဒီပတ်4မှာရထပ်ပြီးရရှင်းပြပေးသားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရက်သင်ခန်းစာမှာပြန်လဲဆိုတွေ့ကြမယ်နော်